အိုထပ်ပေါ်မှာပြန်ပြီးအနိုင်ယူမယ်လို့ကြုံဝါလိုက်တဲ့ဘီဘာအိုတိုက်စစ်မှုဝီလီယံယူရိုပါလိစီမီဖိုင်နယ်ပထမကြောအဖြစ်အိတ်ကွင်းမှာမန်ချက်စတာယူနိုက်တက်အသင်းကိုသုံးဂိုးပြန်နဲ့ရှုံးနေခဲ့တယ်။ဘီဘာအိုအသင်းရဲ့တိုက်စစ်မှုအီနာဂီဝီလီယံကတော့ဒုတိယကြောမှာအိုထပ်ဖို့မှာသူတို့လည်းလားတူရလက်မျိုးကိုရယူနိုင်စွမ်းရှိရလို့ယုံကြည်ချက်ပြည့်နေပြောကြလိုက်ပါတယ်။တောက်ကြနေမှာဘီဘာအိုရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ပထမကြောစီမီဖိုင်နယ်မှာတော့မန်ချက်စတာယူနိုက်တက်ကတော်လေးအသာစီးရခဲ့ပြီးသုံးဂိုးကိုမရှိနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ပုံမှန်အားဖြင့်ဒီလိုစီမျိုးမှာအိမ်ကွင်းမှာသုံးဂိုးပြတ်ရှုံးထားတဲ့အသင်းနေနဲ့ နောက်တစ်ဆင့်တက်ရောက်ဖို့ဆိုတာအင်မတန်ခက်ခဲတဲ့အခြေအနေတစ်ခုပါဒါပေမဲ့ဘီဘောရဲ့တိုက်စစ်မှုဝီလီယံကတော့လုံးဝမလျှော့သေးပါဘူးသူကယူနိုက်တက်က၃ဂိုးနဲ့အနိုင်ရသွားတဲ့အပေါ်မှာလာကျွန်တော်တို့လည်းအုပ်ထွက်ဖို့မှာ၃ဂိုးပြတ်နဲ့နိုင်နိုင်ပါတယ်ကျွန်တော်တို့လုံးနိုင်ပါတယ်လို့ရဲရဲတင်းတင်းပြောကြခဲ့ပါတယ်သူကဒီယုံကြည်ချက်ကတော့တော်လေးကိုအားအသင့်စရာကောင်းတယ်လို့ဒီရာဒီအိုရောပါမှာရှုံးဝဲမရှိသေးတဲ့တခင်ကြီးယူနိုက်တက်ကိုရှော့တွက်လိုက်တဲ့သဘောပါပဲဒါပေမဲ့တစ်ဖက်မှာလည်းဘီဘောပရိသတ်တွေအတွက်မျောလင့်ချက်လင်းရောင်လေးတစ်ခုဖြစ်လာနိုင်ပါတယ်ဘောလုံးလကရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီလိုဆီမီဖိုင်နယ်အဆင့်မှာအင်ကွေးမှာ၃ဂိုးပြတ်ရှုံးထားပြီးမှ ောက်တစ်ချောင်းမှာပြန်လာနိုင်တဲ့အသင်းရေတော်ကတော်လေးကိုနှဲပါပါတယ်။အိုဒါဖိုးရဲ့ဝင်းရင်ရှိဝါနဲ့တောက်ကြနေများကခြေစွမ်းပြသခဲ့ကြတဲ့ United ရဲ့ခန်းစစ်ပိုင်းကိုထည့်တွက်မယ်ဆိုရင်ဒီပါအိုအတွက်ဒီအဝေးကွင်းပွဲစဉ်ဟာပိုပြီးခက်ခဲလိမ့်မယ်လို့သုံးသပ်သူတွေကပြောကြားထားပါတယ်။ဒါပေမဲ့ William ကတော့ကျွန်တော်တို့လုံနိုင်ပါတယ်လို့အပိုင်ပြောထားလာဆိုတော့အိုထပ်ဖို့မှာဒီပါအိုတို့ဘလို့အန်အားသင့်စရာတွေလောက်ပြအောင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။သူတို့အနေနဲ့ပထမကြောင်မှာဖြစ်ခဲ့တဲ့အမားတွေကိုပြန်လည်ပြင်ဆင်နိုင်မလား။ United ရဲ့ခန်းစစ်ကိုဘလို့ဖောက်ထွက်မလဲ။ William ကိုယ်တိုင်ကရောသူပြောတဲ့စကားအတိုင်းခြေစွမ်းပြနိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ် ဒုတိယကြော့ပွဲကတော့တကယ်ကိုဆဲလို့ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့တည်ကြပါရယ်။အုတ်ထွက်ဖို့မှာကျင်းပမဲ့ semi-final ဒုတိယကြော့ပွဲစဉ်ကိုတော့မီလာကိုရဲ့နေဂျာစာပရင်းညတနအီခွဲမှာကစားသွားမှာပဲဖြစ်ပါရယ်။ဒီမှာကျွန်တော်တို့ကတော့အမှားတကျ